အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ SKD Horror မြန်မာ Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့စိုင်းဆရာစနေရေးသားထားတဲ့စနေဇလန်ခန်းဆက်ဖြစ်တဲ့ဘုံကြီးတစ်စီဇလန်ကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့အားပေးနားဆင်ကြည့်ကြပါဦးခင်ဗျာကျို့တို့မင်းအိမ်ထဲမှာရှောက်လက်နေတဲ့ကိစ္စကိုဖြေရှင်းပေးလိုက်နိုင်တယ်ဗျာမင်းဘုံကြီးကတိတ်တော့မယုံအဲ့ဒါကြောင့်ကျို့တို့မပြန်ခိုင်းသေးပဲတခြားသူတွေနဲ့စမ်းဖို့လောက်ကြတာပေါ့ ဲ့ဒါနဲ့เจ้าမှရှိတဲ့ကိုရင်နေเจ้าသားတွေကိုသူရှိတဲ့เจ้าပေါ်အကုန်ခေါ်လိုက်တော့တယ်ဗျအဲ့ဒီအထဲမှာကြိုးတို့တော်ပါသေးတယ်ဗျဘုန်းကြီးကမိတ်နေအဲ့ကောင်တွေမင်းတို့ညသိမ့်မှာအိတ်ရမယ်အညောက်နှစ်ယောက်အိတ်ရမှာဘသူရင်အိတ်မလဲဘုန်းကြီးရဲ့စကားကိုကြားတော့အာလုံးတယောက်မျက်နှာတယောက်ကြည့်ပြီးတွန်းထိုးနေကြတယ်ဗျနောက်တော့ဘုန်းကြီးကเจ้าသားနဲ့ကိုရင်တွေကိုကြည့်ပြီးတပြင်းတစ်ချက်ရှာတယ်မင်းတို့ကောင်တွေကိုကြည့်ရတကောင်မအေးအေးမဲ့ပုံလည်းမပေါ်ဘူး အဲ့တော့ဝင်းတို့အခုညမင်းနဲ့ငါနဲ့ပဲတိမ်နဲ့သွားရကြတာပေါ့ကွာဒါတပည့်တော်နဲ့ဟုတ်လားဖေဟာတပည့်တော်မအေးရပါဘူးဖေခဲကောင်ဝင်းတို့ငါလည်းမအေးရဘူးကွာငါလည်းကြောက်တတ်တာပဲဖုန်းကြီးဆိုပြီးမကြောက်ဘူးမထင်နဲ့ဝေးကလေးကကြောက်တရားနဲ့ရှင်ပြီးမွေးလာတာအဲ့ဒါဆိုလေသွားမအိတ်နဲ့ပေါ့ဗျာဘိုးကတို့ကမနှောက်ရတော့ဘူးဆိုရင်မနှောက်ရဘူးပေါ့ဒီကောင်ကတော့ကွာမင်းရှာမရှင်နဲ့ ။ဒညမင်းနဲ့ငါအရင်သွားရင်ပဲ။ဘိုးကနဲ့စနေကကြုတ်ကြောင်းပေါ်သွားရင်တင်မဖေဟာ။ဘိုးကနဲ့ကြုတ်က ပြုံးစီစီဖြစ်နေပေမယ်။ကိုဝင်းထူးကတော့မျက်နှာကြီးတုံမုံနေရပဲဗျို့။သူလည်းကြိုးတို့လို့ဆွေမရှိမျိုးမရှိဆိုတော့ဘယ်မှသွားစရာရှိဖို့မရဘူးဗျ။အဲ့ဒီတော့ဒညသူနဲ့မင်းရင်ဖုန်းကြီးတို့တိတ်နေသွားရရတော့မယ်ဗျို့။ကြိုးတို့ကဥသူတော်ကတေချာဂရိပေးထားပါတယ်။သူတို့ကိုမလျှောက်စေရဘူး။ ဖုန်းကြီးနဲ့ကိုဝင်းတို့ကကျို့တို့ကိုယုံတဲ့ပုံတော့မပေါ်ဘူးဗျာ။ကြောင်းပြန်ကြီးလို့ညာပြောနေတယ်ထင်နေတဲ့ပုံဗျာ။ကျုပ်နဲ့ဘိုးကတော့အေးစိစိပေါ့ဗျာ။အဲ့ဒီညကမင်းအင်းတိန်ထဲမှာဖုန်းကြီးနဲ့သူ့ရဲ့ကားစီကကိုဝင်းတို့တို့အိတ်ကြတယ်ဗျာ။ကိုဝင်းတို့ကတော့ကြောက်ကြောက်လန့်လန့်နဲ့အိတ်ရတဲ့ပုံပဲဗျို့။မနက်ခင်းရောက်တော့ဖုန်းကြီးပြောပုံရဆို။အုံးကြီးရောက်တိန်ခေါင်ဘိုးပေါ်ကြွေရတာတော့ကိုဝင်းတို့ကထားပြီးတယ်ဆိုပဲ။ဖုန်းကြီးကလည်းကြောက်တယ်ထင်ပါဗျာ။ကိုဝင်းတို့ကိုအလစ်ကိုမပေးဘူး။ အဲ့လိုနဲ့မနှခင်ရောက်ပြီးကျိုးတို့ကိုပြန်မပို့ခင်ရေရဲမမောနဲ့နှုတ်ဆက်စကားပြောကြတာပေါ့ဗျာဘုန်းကြီးကဂရိတီတယ်ဗျမနှခင်စွန်းစားပြီးတာနဲ့သူ့ရဲ့ကြက်ကားလေးနဲ့ပြန်လိုက်ပို့ပါတယ်ကျိုးတို့ကကားပေါ်မှာမိမိကြီးထိုင်လိုက်သွားတာပေါ့ဗျာနေ့လေစွန်းစားချိန်လောက်မှာကျိုးတို့တိတိဇောဒီကောင်ကြောင့်ပြန်ရောက်လာတယ်ဗျာမင်းဘုန်းကြီးလဲကျိုးတို့ကြောင့်မှစွန်းစားတယ်ဗောကျိုးတို့အကြောင်းကိုသူတို့ဘုန်းကြီးနှမပြောနေကြတာ ျုပ်ကအကြောင်းအပြင်နေရံကိုကပ်ပြီးနားထောင်နေတာဗောကိုတော်ရဲ့အကြောင်းသားနဲ့ကပ်ပြီးရတာတော်တယ်ဗျစားပြီနေပဲတပည့်တော်ရဲ့တင်ကြောင်းကတကယ်ကိုမလျှောက်တော့တာသူတို့လုံနိုင်မယ်ဆိုတာတပည့်တော်သိတာဗောဗျာတမင်ကြောင်းမှမနေရဘူးလို့လျှောက်ပြောနေတာပါသူတို့မရှိရင်တပည့်တော်ဘယ်နေတတ်မလဲတပည့်တော်တို့လည်းအရိယာတွေမှမဖြစ်သေးတာဒါနဲ့မျိုးမြင့်ရောရှိနေဘူးလို့လဲဗျာအကြောက်ကန်လွန်တာပါဘာမှမဖြစ်ဘူး ကြောက်ကန်ကန်နေဆိုတာဒါမျိုးပေါ့လေမျိုးမြင့်ကိုတပည့်တော်သိပါတယ်ဗျာသူလည်းဒီလိုလေးလဲခံရမေးဦးမအခုတော့မှဖုန်ကြီးကျုပ်တို့ကိုဘယ်တော့တန်ရောစင်ရှိတယ်ဆိုတာကျုပ်သိတော့တယ်ဗျို့ဆွေမရှိမျိုးမရှိတွေလာစုနေရလေတယောက်ကိုတယောက်ဒီလောက်တော့တန်ရောစင်ရှိမှာပေါ့ဘိုးကပြောပုံရကျုပ်တို့ဖုန်ကြီးကလည်းဆွေမျိုးမရှိတော့ဘူးဗျာသူကရွှေဘိုးဘက်ကလေဗျာစိတ်ကတော့ငငယ်ကအရင်ကြီးရဆိုပဲဖုန်ကြီးဖြစ်တော့မှာပဲစိတ်ကြော်လိုက်ရတယ်ဗျာ ကျို့တို့ဖုန်ကြီးကစိတ်ပဲလျှော့တာဗျဝိတ်ကတော့မလျှော့ဘူး तू ကဝါတာဝါနေရပါစားတော့ကအဲ့ဒီလောက်စားတာမဟုတ်ဘူးကျို့ထင်တော့ကျို့တို့ဖုန်ကြီးကမျိုးရိုးလိုက်ပြီးဝါနေရလို့ထင်တာပါပဲအဲ့လိုနဲ့ကျို့တို့လည်းကြောင်းပြင်ရောက်ပြီးအေးစေးဖြစ်နေတာဗောကိုရီနှစ်ပါးကလည်းလဲတယ်ဗျို့ကျို့တို့ရောက်လာကလေးကမျက်နှချင်းဆိုင်လိုက်ပြီးဆိုတာနဲ့ပြုံးနေတော့တာပဲကျို့တို့ဆိုသူတို့ကိုအပြစ်မဆိုရပါဘူးဗျာအဲ့လိုနဲ့ဒီနေ့ကျို့တို့အကြောင်းကို အရင်တစ်ခါလာတဲ့အမျိုးသမီးကြီးကားလေးနဲ့ပြန်ရောက်လာတယ်ဗျာအခုတခါတော့သူ့ရဲ့သမီးနှစ်ယောက်မပါတော့ဘူးကြောက်ကိုကြောက်လို့မလိုက်ရတာတော့မဟုတ်တော့ဘူးလို့ထင်တာပါပဲဗျာဒီတစ်ခါလာတော့ဆန်အိတ်တော့မပါတော့ဘူးဗျာတခြားတတိယဝလံလေးတွေတော့ပါလာတယ်ကြောက်လဲလင်မန်းတစ်ချက်ကိုယူပြီးဖုန်းကြီးကိုကတ်လို့ရအောင်တခြားပြင်ပေးရတာဗောပြီးတော့အဲ့ဒီလင်မန်းကြီးကိုကင်ပြီးကြောင်းမော်တက်တယ်ကြောင်းမော်ရောက်တော့ဖုန်းကြီးကပလင်ပေါ်မှာအသင့်ထိုင်နေရဲ့ဗျာကျုပ်လည်းဖုန်းကြီးရှိကိုလှူဝဲပစ္စည်းတွေချပေးပြီ ဘုန်းကြီးရဲ့မျက်စောင်းတို့နေရာလေးမှာထိုင်လိုက်တာဗောအမျိုးသမီးကြီးကဘုန်းကြီးကိုရှောက်တင်နေဗျာအရှင်ဖေဟာတပည့်တော်မရဲ့ဘာကြီးကိုကျွတ်လို့ဖို့နီးလန်းလေးများရှိနိုင်မလားဖေဟာအိမ်ဘုန်းကြီးကတော့နေတိုင်းအမြတမ်းပေးနေတာပါပဲဒါပေမဲ့ဥဟာလောကကဆွဲကြည့်တယ်ဒကာမကြီးရဲ့တပည့်တော်ရဲ့ဘာကြီးဘုန်းကြီးကတပည့်တော်မရဲ့ဂျေဇူးရှင်ကြီးပါတကယ်တော့ကောလိပ်တက်တွေကသူ့ပဲထောက်ပံ့ပေးခဲ့တာပါအခုချိန်ကြီး ဘာကြီးဖုန်းကြီးကိုတပည့်တော်ဂျေဇူးမဆက်နိုင်သေးပါဘူးဗျာ။အင်းဂျေဇူးတိတတ်တာကောင်းပါရဲ့တက္ကမကြီးရဲ့။ဖုန်းကြီးကကြုတ်ကိုကြည့်ရဲဗျာ။ဖုန်းကြီးကိုကြည့်ရင်ကြုတ်တော့လန့်နေပြီ။ပြီးတော့တခုခုကိုတွေးဝင်သွားတဲ့ပုံနဲ့ခေါင်းညိတ်နေ။ပြီးတော့သူ့ရှိတဲ့တက္ကမကြီးကိုမိတ်နေဗျာ။တက္ကမကြီးဖုန်းကြီးမှာအကြံတခုတော့ရှိရဲ့။အစင်ပြေမပြေဘူးကတော့မပြောတတ်ဘူးမိတ်တော်မူပါဗျာဖုန်းကြီးရဲ့ကြောင်သားဒီကမောင်စနေနဲ့ ကပိယကြီးတို့ကမင်းသိရင်နောက်ဆက်ကိုတော့ရှင်းပေးခဲ့တယ်။ဘုန်းကြီးကိုပြောပုံရနှင်ထောက်တာမျိုးမဟုတ်ပဲညှိနှိုင်းပြီးအောင်းနိုင်ခဲ့တယ်ဆိုပဲ။သွားပြီဗျ။ဘိုးကရဲ့ကိုကြီးသွေးတဲ့စကားတွေကအခုကျုပ်တို့ကိုတိုင်ပတ်တော့မယ်ထင်တယ်ဗျ။ဘုန်းကြီးစကားကြောင့်ဥဝါလောကရဲ့ဒူမက ကျုပ်ကိုပြုံးပြရင်နောက်ပြီးစကားလန်းဆိုလာတယ်လေ။ဘတ်တူအန်တီကိုတခုကူညီနိုင်မလား။ဘာကြီးဘုန်းကြီးကိုကျွတ်လွန်အောင်နားချပေးပါကွယ်။ သူကလူဘဝမှာကောင်းမှုကုသိုလ်တွေအများကြီးပြုခဲ့ပေမယ့်အစွဲကြောင့်မကျွတ်မလွတ်ဖြစ်နေတာကောင်းမှုတွေကိုတတိပေးရင်သူဒီဘဝကလွတ်မယ်ထင်တယ်။ပူညီပါကွယ်။ကြောက်ပါပြောလို့ပြရမှာမသိဘူးဗျာ။ညင်းလိုက်လို့ကလည်းအစင်ကမပြေဘူး။ဖုန်းကြီးကလည်းခေါင်းညင်းပြဖို့အရှက်ပြနေတယ်။အမှတ်ဆိုကြောက်ကညင်းနေတာဗော။ကံကောင်းလို့မင်းအတင်ခက်ခဲကိုရှင်းနိုင်ခဲ့တာလေ။ကြောက်တို့မှာဘာဆွမ်းဆမရှိတာမှမဟုတ်တာ။အခုတော့ဘိုးကရဲ့လိုရာထက်ပိုတဲ့ကြွားလုံးနေကြောင် ကျုပ်တို့ဒုက္ခထရောက်တော့မယ်ထင်တယ်။ကျုပ်လည်းဖြစ်ရှင်ရဖြစ်ဆိုပြီးခေါင်းလေးပဲငိမ့်ပြလိုက်ရတာပေါ့ဗျာ။ကျုပ်နဲ့ဘိုးကဖုန်းကြီးရှိမှစကားများနေရပြီမျိုး။ဘိုးကကကျုပ်ကိုဥဟာလောကကိစ္စလက်ခံလိုက်လို့ပြစ်တင်တယ်။ကျုပ်ကလည်းဘိုးကကိုလိုလာတဲ့ပုံပြီးကြွားလို့ပြစ်တင်တယ်။တိုင်တွေကိုပတ်လို့ဗျာ။အဲကောင်စနေဒီကိစ္စငါနဲ့ဘာမှမဆိုင်ဘူး။မိမသားမင်းလက်ခံတာ။ဘိုးကအဲ့လိုမပြောလို့မရဘူးလေဗျာ။ဘိုးကလည်းဖုန်းကြီးကိုတအားကြွားထားတာကို ကြွားတာမကြွားတာနဲ့မဆိုင်ဘူးမတိုင်ပေမဲ့မင်းလက်ခံလိုက်တာမင်းမဲဒီကိစ္စကိုရှင်းလက်မခံလို့ရမလားဗျဖုန်းကြီးကကောင်းကြီးမီချက်ပြနေရလေကျုပ်ကအဲ့ဒီလိုပြောတော့ဖုန်းကြီးကကျုပ်ကိုကြည့်ပြီးမိတ်နေဗျစနေဘာနဲ့ပါဆိုင်လို့လဲမင်းကိုကောင်းကြီးပြတာမဟုတ်ဘူးချောင်းဆိုးတာပါဆိုမင်းမသားမင်းလက်ခံလိုက်တာငါနဲ့ဘာမှမဆိုင်ဘူးငါလည်းအဆင်ပြေပါစီဆိုပြီးတက္ကမကြီးကိုစကားကြွန်သွားတာကျန်တာမင်းကိစ္စကျုပ်တို့ဒုက္ခပါပဲဗျာ ဖုန်းကြီးကခေါင်းငိမ့်ပြတာမဟုတ်ဘူးတဲ့။ရှောင်းဆိုးတာလို့ပြောလာတယ်လေ။ကျိုးတို့ဖုန်းကြီးကတီလောက်ကိုတော့ထိန်းနေပြ။ဒီတော့သူကညာမှာမဟုတ်ဘူး။ကျိုးကသာကြောင်တော်တော်နဲ့ကျိုးကိုဖီအားပေးနေဆိုပြီးလက်ခံလိုက်တာ။ထင်တော့ထင်ပါလေဗျာ။ကျိုးလက်ခံလိုက်တော့ဖုန်းကြီးကအံ့ဩနေတာ။ကျိုးကဘာလို့လဲဆိုတာမသိဘူး။အခုမှပဲသိတယ်ဗျာ။ရှောင်းဆိုးတာကခေါင်းမှာငိမ့်ရလားဆိုပြီးဖုန်းကြီးကိုစိတ်ထဲကနေမေးပြီးအပြစ်တင်နေမိတော့တာဗျို့။ ကျုပ်လည်းကျုပ်မနဲ့ကျုပ်မို့ဘိုးကောင်တီးလို့မရတော့ဘူးပြောအဲ့တော့ဘိုးကောင်ကိုချော့ရတော့တာဗောဘိုးကကျောင်းမှာလူဆိုလို့ဘိုးကနဲ့ကျုပ်နှစ်ယောက်တည်းရှိရလေဗျာဟဲ့ကောင်စနေမင်းကလူဆိုလို့မင်းတို့နှစ်ယောက်တည်းရှိတာဆိုတော့ငါနဲ့ကိုရင်တပါးကပါလေဖုန်းကြီးကကျုပ်ကိုမကြည်မနှက်နဲ့လမ်းပြောတယ်ဗျာအဲ့တော့ကျုပ်လည်းဖုန်းကြီးကိုလက်အုပ်ရှိမင်းတို့ချိုတွေ့ပြီးပြန်လျှောက်ရတော့တာဗောလူဖို့ကြောင်လို့ပြောချင်တာပါဗျာအမားတော့ရှိနေမသေးတော့စေးသမားမို့ခွင့်လွတ်ပါဗျာ တော်တော်စနေဘုံကြီးကိုခေါင်းခေါက်ပြီးကတော့ကတော့လုံနေတာငါလည်းကြောင်းမတက်တော့မယ်တော်ကြခေါင်းထက်ခေါက်ခံနေရမှာစိုးတယ်ဘုံကြီးကပြောပြောဆိုဆိုသူ့ကြောင်းပေါ်ပြန်ကြွသွားတယ်ဗျအဲ့တော့ကျုပ်လည်းဘိုးကနဲ့ဆက်ပြီးဆွေးနွေးရတော့တာပေါ့ဗျာဘိုးကရေကျုပ်ကိုကိုရင်းစားပါဗျာကျုပ်တို့ကတကြောင်းထဲနေတည်ရဲတောက်နေလေကိုင်းကျုံးမီကျုံးကိုင်းမီဟုတ်တယ်မလားကိုင်းမီကကျုံးမီကိုမိတာကိုပြောတာလားအဲ့ဒါဆိုငါကကျုံးမီမင်းမရှိလေဖြစ်တယ် ကျုပ်ဘာပြောရမှမသိတော့ဘူးဗျာအဲ့ဒီစကားပုံကကျိုးမင်နဲ့ကိုင်းမင်တော့မဟုတ်တော့ဘူးကျုပ်လည်းမသိတာပြီးရှောက်ပြောလိုက်တာအရှင်ကြီးကပိုဆိုးကုန်တယ်ဗျာအဲ့ဒါနဲ့ကျုပ်လည်းဘိုးကအနာလေးကတ်ထိုင်ပြီးတော့ထပ်ပြီးမျက်နှာချိုးသွေးရတာပေါ့ဗျာဘိုးကကကျုပ်တော့အနိုင်မဲ့အားကိုးရကြည့်ပါဗျာဟဲ့ကောင်စနေမင်းခုကိစ္စကိုလက်ခံကောင်းမညစ်ခင်ကအတွေးလေးနည်းနည်းတော့မဝင်ဘူးလားဥဟာလောကကဘလောက်ကြောက်စရာကောင်းလဲဆိုတာမင်းမသိဘူးလားကျုပ်သိပါရဲ့ဗျာဘာပဲဖြစ်ဖြစ် ကျုပ်နဲ့တူရှိနေပေးပါဘိုးကရဲ့ကျုပ်ဥရှကတော့ပြီးတောင်းမှန်ပါတယ်ကျုပ်လည်းဇောင်းနာကိုစင်ဘိုးကရှိမှဒူးထောက်ထိုင်ကြတော့ပြီးကူညီပေးဖို့တောင်းမှန်ရတော့ဗျာအဲ့ဒီမှာသူလည်းကျုပ်ကိုဘူးကြည့်ကြည့်ပြီးဟဲ့ကောင်လွယ်တော့မလွယ်ဘူးကွာအနုနီးမရရင်ဂျန်နီတုံးကြတာပေါ့ကြည့်ကျေးဇူးတင်လိုက်တာဗျာကျုပ်ကမျက်ရည်လေးဝဲပြလိုက်တော့ဘိုးကကျုပ်ကောင်းကိုပို့ပြီးဆက်ပြောတယ်ဗျာငါကမင်းကိုပြစ်ထားရနိုင်မလားစနေရား ကျုပ်ကတကယ်ငိုချင်တာမဟုတ်ဘူးဗျမွေရမရများလိုက်တာတော်သေးတာဗောကျုပ်ပလီလိုက်လို့တာဗောနှုတ်မဆိုကျုပ်တော့ဥဝလောကရဲ့ကိစ္စကိုဘယ်ကဘယ်လိုစပြီးလောက်ရတော့မယ်မန်တိမမဟုတ်တော့ဘူးဗျို့ညဘက်ရောက်တော့ကျုပ်နဲ့ဘိုးကဥဝလောကရှိတဲ့เจ้าကြီးစီကိုဓမီလေးကိုစီနဲ့အဲ့ရလေးကိုတည်ပြီးတွားကြတာဗောဗျာเจ้าကြီးဘော်ရောက်တော့မှောင်နေပြီလေဘိုးကကရောက်တာနဲ့ဖះခန်းထဲမှာဖះမိပူစော်တယ် ပြီးတော့ဝါစုဖျောင်းနိုင်ကြီးကိုကျုပ်တို့အိမ်မက်နေရနားမှာထွန်းထားတာဗော ကျုပ်တို့လည်းလုပ်ငန်းစဖို့အချိန်မကျသေးတာနဲ့ဘိုးကလည်းစကားလေးပါလေးပြောကြတာဗောဗျာဘိုးကကျုံမင်းုံမယ်ဘိုးကမှတာသမီးတွေရှိတယ်ဆိုအရင်ကရှိတယ်ကွာသူတို့ကငါ့ထက်အရင်ဆုံးကုန်ကြတာလေအဲ့ဒါနဲ့ပဲငါလည်းဒီเจ้าကိုရောက်လာတာဘိုးကမိသားစုနဲ့တော့ဘာလို့လှုပ်ပြီးလှုပ်ကင်ကြွေးခဲ့လဲသူတို့ငင်းလဲမောင်းတာကွာ တိတ်အဆင်မပြေပါဘူးကွာတချို့မြင်းလဲသမားတွေငါ့ကိုပြောတာတော့ငါ့ရုပ်ကတီနေလို့မြင်းလဲငှားမစည်းရကြတာတဲ့ငါလည်းငငယ်ကလေးကခတ်တီတီနေလာတာလေကွာကြီးလာမှကြင့်ကိုဘလို့လှုပ်ပြီးဖြောင်းနိုင်မှာလဲအဲ့ဒါတော့ကြုတ်လဲနားမလဲဘူးဗျာဒါပေမဲ့ဘိုးကကမျက်နာတီတယ်အရက်စကားကြီးပြောရရင်တော့တလောကလုံးသူ့လို့စားထိုင်စားနေတဲ့ရုပ်ဆိုတာဘိုးကကိုပြောတာဗျာအေးအဲ့ဒါကြောင့်ထင်တယ်ကွာငါအရက်ထဲမှာအလုရှောက်လို့တာဘာတစ်ခုမှအဆင်မပြေခဲ့ဘူး ဖြစ်တတ်ပါတယ်ဘိုးကရာကျိုးတို့တွေရောက်တဲ့ရာစကားတွေပြောပြကြတယ်မြင်းချောင်းစင်ချောင်းတောချောင်းတောင်ချောင်းလယ်ရီမြစ်တွေစုံပါပဲဗျာအဲ့ဒီလိုနဲ့ကျိုးတွေစကျိုးတို့စကားတွေပြောပြီးညစင်နိုင်ကြွကြလောက်မှာဘိုးကကကျုပ်ကိုမျက်စာပြပြတယ်ဗျာသူပြောချင်တာကရှင်းပါရဲ့အချိန်ကြပြီပေါ့လေကျုပ်လည်းသိတာပေါ့ဘိုးကကိုပဲပြန်ပြီးမျက်စာပြပြလိုက်တယ်ကျုပ်ပြောချင်တာကဘိုးကပဲစလို့ပြောလိုက်တယ်ပေါ့ဗျာ အဲ့လိုနဲ့ဘိုးကဟိုကြည့်ကြည့်ကြည့်လိုက်တယ်ဗျပြီးတော့အတန်ခက်ကြကြနဲ့ပြောလိုက်တယ်ဘုန်းကြီးဦးကတော့ကကျို့တို့ဘုန်းကြီးနဲ့ဆွေးနွေးစရာရှိလို့လာခဲ့တာပါနောက်ရက်ဖို့လာတာမဟုတ်ပါဘူးကျို့တို့နဲ့စကားပြောဖို့လာခဲ့ပါဘိုးကပြောလိုက်တာနဲ့ကျို့တို့နားမှာထွန်းထားတဲ့ဝါစုပြောင်းနိုင်ကြီးကလေမတိုက်ဖဲနဲ့မိစားကလေမိစားကရိမ့်လာတယ်ဗျာနောက်တော့တဖြည်းဖြည်းနဲ့ပူရင်းလာပြီးမင်းငိမ့်သွားတယ်ဖျောင်းနိုင်မင်းငိမ့်သွားတော့မှောင်သွားတာဗော အဲ့ဒီချိန်မှာဘိုးကာကသူ့မှာပါတဲ့မိကြီးလေးကိုချစ်ပြီးငိမ့်သွားတဲ့ဖျောင်းနိုင်ကိုထွန်းလိုက်တယ်ဗောဖျောင်းနိုင်လင်းလဲပြန်ရရောကျုံနောက်ကိုဘိုးကာကြည့်ပြီးမင်းခေါ်ပြတယ်ဗျကျုပ်ကလည်းဘာလဲဆိုပြီးပြန်မေးတာဗောဘိုးကာဘာလို့လဲဘာပြီးမင်းခေါ်ပြနေရလဲမင်းအနောက်မှာကျုံနောက်ကဘာတော့အမလေးဗျကျုံနောက်မှာဥဟာလောကကြီးရောက်နေတာဗျအဲ့ဒါနဲ့ကျုပ်လည်းလက်ပြီးဘိုးကအနာသွားကတ်ထိုင်နေဗော ကျုပ်လှမ်းပြေးတာမြင်တော့ဘုန်းကြီးတည်းရဲ့ဥဟာလောကကြီးကအတန်ရှောက်ခက်ခက်ကြီးနဲ့ကျုပ်ကိုကြည့်ပြီးမေးတယ်။ဟေးကျောင်းသား။မင်းကငါကျောင်းပေါ်လာပြီးငါ့ကိုကြောက်နေရလား။ကျုပ်ကဘာမှပြန်မပြောဘူး။ဘိုးကကိုသာလက်တို့ပြီးပြန်ပြောပြီးကိုရှက်ပြလိုက်တယ်။အဲ့ဒါနဲ့ဘိုးကကကျုပ်ကိုမျက်ဆောင်ထိုးကြည့်ပြီးသူလည်းမရေတရက်နဲ့ပဲဥဟာလောကကြီးကိုပြန်ပြောတယ်ဗျ။ဘိုးကစကားပြောကန်ဒီမှာကိုင်းသီးနေလို့ကျုပ်ကနောက်ကျောထုတ်ပေးရသေးတယ်ဗျို။တော့じゃကိုင်းသီးပြီးတည်သွားရင်ခက်ရကြီးရဲ့။ ျိုးတို့ဖြစ်ဖြစ်နေရောဘုန်းကြီးတည်းဥဟာလောကကြီးကအေးစစ်စစ်ကြည့်နေရဗျာသူကြည့်တဲ့အကြည့်ကြီးကလည်းကြောက်စရာကြီးတင်ငန်းကြီးကလည်းမဲမဲကြီးပါဗျာမျက်နှာကလည်းဖြူစွဆွနေကျိုးတို့စကားမပြောဘဲနေနေတာကိုစိတ်မချတော်မူနဲ့တူရဲဗျာအတန်၆ကက်ကက်ကြီးနဲ့ထပ်ပြောလာတယ်ဘဲကောင်နေမင်းတို့ဒီညပြောလို့ပြီးမှလားဟိုဟိုလက်မီကူးသီးသွားလို့ပါဘဲကောင်ကပ်ပြီးရမင်းပြောတဲ့အရာရှိတာပြော ဟိုဟိုဘုန်းကြီးတူမကကျုပ်တို့ကိုပြောခိုင်းလိုက်လို့ပါဘာတူလဲပြောစမ်းဒေါ်တထဥဝလောကကြီးကဒေါ်တထဆိုတာ ਨੇ ထိုင်ရန်ကထပြီเจ้าနိုင်တွေကိုတုံးနဲ့ရိုက်တာဗျာအเจ้าလုံးကပြောင်းဆန်နေတာပဲကျုပ်ထင်တာကသူ့ညီမသူ့တူမဆိုငြိမ်သွားမယ်ထင်တာအခုတော့သူ့တူမဆိုတဲ့အတန်ကြားတာ ਨੇ เจ้าနိုင်တွေကိုရိုက်တာများဗျာ လက်ရှိလက်ရှိရိုက်ပြီးတော့ကျောက်တို့စီပြန်လာတယ်ဗျမင်းတို့ဟာငါ့ကိုဒီเจ้าကနေနေထုံးမဲ့ကောင်မစကားကိုနားထောင်ပြီးငါစီလာတာလားဟုတ်ဟုတ်အဲ့ဒီလိုလေမဟုတ်ရပါဘူးသွားတော့မင်းတို့နောက်ကငါ့ကိုဒီเจ้าကနေထုံးမဲ့အเจ้าကိုလာမပြောနဲ့ကျောက်ခုမှနားလေတယ်ဗျဘုန်းကြီးဖြစ်ပြီးဘာကြောင့်တရေဖြစ်လဲဆိုတာဒီဘုန်းကြီးကသူ့เจ้าကိုအတော်ဆွဲလန်းနေတာကိုသူမလုပ်တဲ့သူကဒီဘောကလွတ်စေချင်လို့ပြောတာဟုတ် ။ "तू อ่ะတလွဲထင်နေတာဗျ။အဲ့ဒါကြောင့်ကြုတ်လေတွေးလိုက်တယ်။ဒီလိုဖုန်းကြီးမျိုးမှတရေမဖြစ်။ဘယ်ဖုန်းကြီးကတရေဖြစ်မလဲဗော။ပြောတော့မှစိတ်ထဲကပြောလိုက်တာပါဗျာ။ပါးစပ်ကလွတ်ခနဲ့ထွက်သွားတယ်ဗျာ။ကြုတ်လေအဲ့လိုပြောမိရော။ဘိုးကကကြုတ်ကိုမျက်နှာငယ်လေးနဲ့ကြည့်နေတယ်ဗျာ။ဖုန်းကြီးတရေကဆိုတကူလုံးအမဲရောင်ခိုးတွေထွက်လာနေပြီဗျို။အတော်ကိုကြည့်ရဆိုပါရယ်ပြီးတော့ကြုတ်ကိုတိချာကြည့်ပြီးပြောလာတယ်မင်းပါစကားပြောတာလဲ ဘာဘာပြောမိလို့လဲဗျမင်းပြောတာမင်းမသိဘူးလားကျုပ်ကျုပ်မသိလို့ပါဘာပြောမိလို့လဲဟိုကပ်ပြီးရဒီကောင်ဘာပြောရဲဆိုတာမင်းပြောပြလိုက်စမ်းဘိုးကကိုဖုန်းကြီးတည်းကခိုင်းနေရဗျအဲ့ဒီလိုလေပြောခိုင်းရောဘိုးကကကျုပ်ကိုကြည့်ပြီးပြောတယ်မင်းမင်းမဲဒီဖုန်းကြီးတည်းမဖြစ်ဘယ်ဖုန်းကြီးတည်းဖြစ်မလဲတဲ့လေ ကျုပ်ကစိတ်ထဲကနေပြောတာပါဗျာတောက်စနေအခုချိန်ဒီကိုညင်းနေသေးတယ်မင်းနဲ့ပေါင်းတာငါစနေယူတဲ့ကြတာပဲဘာလို့ရမန်းကိုမသိတော့ဘူးဟိုမှာတကားတွေကလည်းပိတ်လိုက်ဖွင့်လိုက်လေငါတို့တကားဘတ်သွားရင်မျက်ခွက်တွေကိုရိုက်မိတော့မှာဘိုးကပြောမှကျုပ်သတိထားမိတယ်တကားတွေကဖွင့်လိုက်ပိတ်လိုက်နေတဝုံဖြစ်နေတာဗျာကျုပ်လည်းဘာလို့လို့လို့ရမန်းကိုမသိရနဲ့ဖုန်းကြီးတည်းကိုဥကုန်းချပြီဩဃာတပါဆိုလိုက်မိတယ်ဗျို့ ကျိုးကတော့တဲ့ဥပါလောကကြီးကတင်မွေကြီးထိုင်ပြီးမျက်စိမိတ်နေရဲ့ဗျာသူအဲ့လိုလို့တော့ကျုပ်လည်းအံ့ဩတယ်လို့ဘိုးကလည်းအံ့ဩနေတာဗောကျုပ်လည်းဩဃာသာဆိုပြီးတော့ကျုပ်ကိုစုပေးတယ်ဗျာစုပေးပြီးငါးပါးတီလက်ပါပြီးနေတာဗျာကျုပ်လည်းသူမျက်စိမိတ်နေတော့လင့်မလို့ဆိုပြီးဘိုးကကိုမျက်ရည်မျက်ရှည်ပြပြီးထွက်လာတာတကားနားရောက်တော့ကျုပ်တို့နှစ်ယောက်ရဲ့ကုတ်ကိုဆွဲပြီးလွှတ်ပြစ်တာဗျာကျုပ်ဆိုပစိုးမြဲမြဲဝှက်ထားလို့သာတော်ရော့တယ် ဘိုးကကတော့ကြောင်းကြမ်းပြင်ပါခွေကလေးခွေခွေကလေးဗျာကျုပ်ဖြင့်တနာတော်တနာရယ်အဲ့ဒါနဲ့ကျုပ်လည်းဘိုးကအနာကပ်ပြီးဘိုးကကိုထူပေးလိုက်တယ်ဘိုးကရှင်နေကောင်းလားစနေငါမသိသေးဘူးကအဲ့တော့ကောင်းသေးတယ်လို့ပြောရမှာပဲကျိုးတို့နှစ်ယောက်စကားပြောနေတော့ဦးဟာလောကကြီးကကျိုးတို့အနာကပ်လာတယ်သူ့ကြည့်ရတာတော့ဒေါသထွက်နေပုံပဲကျုပ်လည်းကြင်ရမရတာနဲ့ဘိုးကကိုလက်တို့ပြီး ဥဟာလောကကြီးကိုဩဃာသနဲ့ဥရှလိုက်တာပေါ့ဗျာကျို့တို့နဲ့ဥရှလိုက်တာနဲ့ तू ကကျို့တို့နဲ့မလန့်မကန့်မှာတင်မင်ခွေထိုင်ပြီးအစောကလိုတီလာဆက်ပြီးနေတယ်ဗျာတီလာပြီးတော့ကျို့တို့လည်းနောက်ကလိုက်ဆိုရတာပေါ့ဗျာအခုတော့ကျို့တို့ပြေးဖို့မစဉ်းစားမိတော့ဘူးဘို့တို့ထိုင်ပြီးတရားနာနေတာပေါ့ဗျာဥဟာလောကကြီးကအတန်ခက်ကြီးကြီးနဲ့တရားတွေဟောနေတာဗျာကျို့တို့ကပြေးပောက်ချင်ရင် तू ကရှောင်းခန့်နေဗျာတရားဟောတာများဝိပဿနာတရားတွေတောင်ပါလာတယ်ဗျို့ ဒီလောက်တရားကိုကျွမ်းကျင်ကျင်ဟောနိုင်တဲ့သူတော်ဘာမဟုတ်တဲ့ចောင်းကိုဆွဲပြီးတရားဖြစ်နေသေးရဲ့ဆိုကျို့တို့လိုတာမန်လူတွေရဲ့ဆွဲကိုကျုပ်တွေးပြီးတရားသဘောနည်းနည်းတောင်ပေါက်လာတယ်ဗျို့ကြောက်စိတ်လည်းကင်းလာတယ်ဗျဘိုးကဆိုအပြောမဟုတ်ဘူးတကယ်ကိုတရားနာနေတာဗျအစပိုင်းကတော့ဖုန်းကြီးရဲ့တန်ကရှောက်ကက်ကကြီးမှုကြောက်နေပဲမယ်အခုတော့ဘိုးကကဖေရမမာရီတော်တုံးပြီးတရားနာနေတော့ကျုပ်တော်ကြောင်တော်တော်ဖြစ်သွားတယ်ဗျာ ဘုန်းကြီးတည်းကလည်းအမှန်ကန်ကြီးကိုတရားဟောနေတာအမေ तू ကတရားထောက်ကိုဘိုးကကိုဒကာကြီးဒကာကြီးနဲ့ကိုခေါ်ပြီးဟောနေတာဗျာကြောက်ထင်တယ်ဒီဘုန်းကြီးចောင်းကိုဆွဲတယ်ဆွဲကိုရောက်ဖြုတ်ရင် तू ဒီဘဝမှာမနေရဘူးအဲចောင်းဆိုလို့ तू ចောင်းရဲ့အចောင်းကိုပါတရားထဲမှာထည့်ဟောတာဗျာကျုပ်တို့ဒီចောင်းကြီးကိုဘလောက်ခက်ခက်ခဲခဲစောက်ခဲ့ရတယ်ဆိုတာဒကာကြီးတို့သိမယ်မထင်ဘူးဒကာဒကာမတွေရွှေနေစာနဲ့ ကြကုတ်ကြခဲတိဆောက်ခဲ့ရတာဒီကတစ်လုံးတိုင်လုံးကြီးတွေရဖို့အတွက်ဆိုစင်တွေကျွဲတွေအတော်ကိုအားဆိုင်ပြီးယုံခဲ့ရတာကျုပ်ဖြင့်ဒီเจ้าကြီးကိုစောင့်နိုင်ခဲ့တာမယုံနိုင်လောက်အောင်ကို ဖြစ်မိတယ်တို့များရဲ့တကာတကာမတွေခက်ခက်ခဲခဲနဲ့တိဆောက်လှူဒန်းခဲ့တဲ့เจ้าကြီးကိုကျုပ်တို့တွေတေချာထိန်းသိရမယ်မဟုတ်လားကျုပ်ဖြင့်ဒီเจ้าကြီးကိုမတမာသူတွေဖျက်ဆီးမှာတိတ်ကိုစိုးရင်မိတယ် ဦးဟာလောကကသူ့အကြောင်းအကြောင်းကိုပြောနေရောသူဆွဲလန်းတာလည်းမလွန်ပါလားလို့တွေးမိပြန်တယ်။သူဆွဲတဲ့ဆွဲကငါ့အကြောင်းငါ့ကံဆိုတဲ့သဘောမျိုးဆွဲတာမဟုတ်ပဲငါ့တကာငါ့တကာမရရဲ့အကြောင်းပြည့်စည်လို့မရဘူးဆိုတဲ့စိတ်နဲ့ဆွဲနေရဆိုတော့ကျုပ်သတိထားမိလာရဲ့ဗျ။အဲ့လိုနဲ့ကျုပ်တို့လေဘုန်းကြီးတည်းရဲ့တရားဝင်တာပြီးဒီဆက်ချတဲ့အပိုင်းအရောက်မှာတော့ဥဟာလောကကဆက်မဟောတော့ပဲကျုပ်တို့ကိုစူးစိုက်ကြည့်ပြီးမင်းတို့ကြောင်းပေါ်ကဆင်းတော့ဆိုပြီး နေထုတ်တော့တာပဲဗျာ။ဘာပဲဖြစ်ဖြစ်တရားကိုသိနေတာကိုတော့ကျုပ်အံ့ဩမိတယ်ဗျာ။သူ့ရဲ့ကိုကလည်းအမဲရငွေတွေလည်းသူ့တရားဟောနေကြတဲ့ကပျောက်သွားပြီဗျာ။ကျုပ်နဲ့ဘိုးကလည်းဥဟာလောကခွင့်ရေးပြီးတော့လေကိုယ့်အိမ်ကလည်းကိုယ်ရည်ပြီး။ကျောင်းကြီးဘောကနေကိုယ်ချောင်းချောင်းနဲ့ဆင်းရတော့တာပေါ့ဗျာ။ကျုပ်နဲ့ဘိုးကဥဟာလောကကြီးကိုကျွတ်တန်းဝင်ဖို့သွားဟောရတာ။ကျုပ်နဲ့ဘိုးကဥဟာလောကကြီးကိုကျွတ်တန်းဝင်ဖို့သွားပြောတာမအောင်မြင်ဘူးပေါ့ဗျာ။ အဲ့ဒါကိုဘုန်းကြီးသိတော့သူကဘာမှမဖြစ်တယ်လို့လည်းပြောတယ်ဗျဘိုးကတော့သွားပြောလဲမရဘူးဆိုတာကျုပ်သိပါတယ်ပြီးရင်ဘာလို့လွတ်တာလဲဖရားရက်ဆက်လိုက်တာအရှင်ဖရားကတပည့်တော်တွေကိုလူပြီမှာမနေစေချင်တော့ဘူးလားအဲ့ဒီလိုလည်းမဟုတ်ပါဘူးအဲ့ဒါဆိုဘလို့လဲဖရားမောင်စနေကိုဥဟာလောကနဲ့ခင်ခင်မင်မင်ရှိစေချင်လို့ပါဘုန်းကြီးကအဲ့လိုမိန်တော့ကျုပ်ကလည်းဘုန်းကြီးကိုပြန်လျှောက်ရတော့တာဗော အရှင်ဖရာရဲ့တပည့်တော်တို့ကိုကုန်းရှုံးမလို့နည်းနည်းပဲလို့တယ်။ငုတ်တုတ်ထိုင်ပြီးဩဃာသားနဲ့ရှင်ခိုးလို့သာတော်သေးတာပေါ့ဗျာ။အခုဘာမှမဖြစ်ဘူးမဟုတ်လား။နောက်လဲလာအောင်မေ။ငါကမပြောပါဘူး။မင်းဖုန်းကြီးကမင်းတို့အကြောင်းချက်ကြွားထားတယ်။ဖုန်းကြီးကအဲ့လိုပြောပြီးတော့ကျောက်ကိုကြည့်ပြီးပြုံးစစ်စစ်နဲ့ကြောင်းပေါ်တက်သွားတယ်ဗျာ။ကျောက်တို့နှစ်ယောက်ကတော့ဒူးတရောင်တွေကအညုံမဲတွေကိုပြုတ်စီလိမ့်နေရင် အောင့်တသက်နဲ့ဘုန်းကြီးကိုကြည့်နေရတော့တာပေါ့ဗျာဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာစနစ်ရေးသားထားတဲ့ဘုန်းကြီးတစ်စီဆိုတဲ့ဇလန်လေးကိုဒီမှာပဲရှင်းအောင်ပြပါခင်ဗျာနောက်နေ့တွင်မှလည်းစိတ်ဝင်စားဖွယ်ရန်ဇလန်ကောင်းများစွာတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လေးနှိပ်ပေးသွားကြပါအောင်လို့အားလုံးကိုတောင်းဆိုလိုက်ရပါတယ်ခင်ဗျာ